大家忙些。ဒီနေ့မှာတော့တခါမှမချက်စားဘူးတဲ့အုံနို့နူစိန်ခောက်ဆယ်လေးချက်စားမှဖြစ်ပါတယ်။ချက်ရတာလဲအရန်ကူမှလွယ်ကူရွရှင်သောပဲရည်တဲ့ကိုကြတာဟင်းချက်ထားတာလေးထိလိုက်ရုံပဲ။အရင်ဆုံးကြတုံအဖြူနီချင်းတို့ငရုတ်တီးအယောင်တင်မုံနဲ့ထောင်းပေးပါမယ်။ပြီးရင်အုံနို့ အုံနို့ဘူးစီတတ်ပါမယ်ဒါကတော့အုံနို့ဘူး160မီလီလီတာဘူးတသေးလေးပေါ့နော်အနံ့ပါရုံလောက်လေးပဲထည့်တာပါအဲ့ဒါလေးကိုမွေးပြီးရောခန်းရေအရေခန်းသွားတဲ့အထိစီတတ်ပေးပါမယ်မွေးပြီးပါမယ်ပေါ့နော်စီတတ်တယ်ပြောရမလားကြော်တယ်ခေါ်မလားတခုခုခေါ်ပြီးသွားကြအောင်ပြီးရင်အဲ့အိုးလေးကိုပဲအနံ့လေးမွေးအောင်မဆေးဘဲနဲ့ချက်ပိုင်းချက်ဖို့စီတတ်ပါမယ် ကြက်တော်လေးနွမ်းမီမွေးလာပြီဆိုရင်စားစွင်းနေထားတယ်ကြက်ခြောက်ကြက်ကောင်းကြက်သားဘောနောကိုကြိုက်တာလေးကိုထည့်ထားတာဗောနောအမျိုးသားခြောက်ကြိုက်တော့ခြောက်များများထည့်ထားတယ်အဲ့ဒါကိုစီတက်ပါမယ်ပြီးရင်ခုနကခန်းအောင်တည်ထားတဲ့အုံနုလေးထည့်ပြီးတော့လုံးပေးပါမယ်လုံးပြီးသွားပြီဆိုရင်တော့ခုနကစားစွင်းနေထားတဲ့ကြီးရီလေးနည်းနည်းလေးထည့်ပြီးရေခန်းတဲ့အထိအဖုံးအုပ်ပြီးတည်ထားပေးပါ ခုနစီတက်တော့ငဖယ်ထည့်ပြီးတက်မယ်ဆိုပြီးမေ့သွားတယ်။အဲ့ဒါခုမှငဖယ်လေးထည့်ပြီးလုံလိုက်တယ်။ငဖယ်ကကြရင်ထည့်ပေါ့နော်။ပြီးရင်တော့မွေးကလပဲစိမ့်မုံကိုရေဖြော်ပေးပါရှင်။ရေ၅လီတာထည့်ပြီးတော့တဲထားရေနူးစုစုတဲကိုစားထည့်၊ချုံမုတ်ထည့် ထញ្ញက်လေးထည့်ပေးပါထញ្ញက်ခဲလေးကပျော်သွားပြီဆိုရင်ခုနကဖြော်ထားတဲ့ပဲရည်ထည့်ပေးပါပြီးရင်တော့မီးအေးအေးနဲ့ပဲစိမ့်နှံပြောက်တဲ့အထိမှွေပေးပါရှင်တုံဦးဆိုင်ကျက်တုံဦးလေးတွေထည့်ပဲစိမ့်နှံပြောက်သွားပြီဆိုရင်နိုစိမ့်ထည့်ပါမယ်ကျမကအုံးနို့ကိုသွေးတိုးမှဆိုလို့အနံ့လေးပဲထည့်ပြီးတော့နိုစိမ့်ထည့်ပါတယ်ရှင်နှစ်မျိုးရောပေါ့နော်ကဲပူပတ်ဆူလာပြီဆိုရင်တော့ခုနစီတက်ထားတဲ့ကြက်သားလေးထည့်ပါမယ် ရတာအပေါ့ငံမြည်ပြီးတော့လူရာထက်ထက်လို့ရပါတယ်။နန့်လျာမှွေးပြီးဤစိတ်ကိုနေတယ်။ဥနုခောက်ဆယ်လေးရပါပြီရှင်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကတော့အိမ်မှာဥနုခောက်ဆယ်လေးချက်စားပြည့်တယ်ပေါ့ဗျာ။အေး။ဥစားကြပါဦးခင်ဗျာနော်။ဘုနခစရိယာနော်ပြပြလေးနာမည်လေးထည့်လိုက်ပါဦးတော်တော်လေးထည့်လိုက်မယ် ဘူကင်းမှုတွေနည်းထက်တယ်။အိုးနန်းတော့ဟောနေနေတော့မွေးနေပြေပဲအကြည့်ရမနော်嗯，嗯，老公。 Eu, galera. Mm.

真的。<laughs> <laughs>